ိတ်သက်များအလုံးမေးမူလာပါရှင်။ပိတ်သက်များအလုံးကိုကြားရရင်ကြောက်အတာတင်မဲ့ခံရနေကြိုးစားလိုက်ပါရစေ။ကျမတို့ channel လေးကနေပရဇလန်ကောင်းများစွာနဲ့ကမြားဖြစ်စံကျဲဇလန်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမှာကတော့အောင်မြတ်တာနဲ့အောင်လန်းစရာဗမန်ဆိုတဲ့ဇလန်ဒီရဲ့အစာဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇလန်ဒီမစားတင်ပြီကျမတို့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်တိများစွာကိုမလွတ်တမ်းနိုင်ဖို့ဘေးနားအနုတီခါလောင်းလေးကိုလည်း လိတ်သွားပြေးဖို့မမိပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။အောင်မြတ်သားတို့ဆရာတပည့်နှုတ်အောင်အထက်ဆရာကြီးရဲ့တောင်းရင်ပြည့်ချက်တွေကိုထမ်းဆောင်ရင်းနေမြန်မာနိုင်ငံအနောက်ကိုရောက်ရှိခဲ့ကြတယ်။တချို့ဒေသတွေကအောက်လန်အတက်ပညာအရန်ကျွမ်းကျင်ကြတယ်။ဒါပေမဲ့သူတို့ရဲ့အောက်လန်ပညာကိုလူတစ်ဖက်သားကိုတမင်တကာရည်ရွယ်ပြီးတော့မယူဆတတ်ကြပါဘူး။သူတို့ပေါ်မြေပေါင်းကြီးရဲ့ကြောက်ရွံ့ရဲ့သူတွေပေါ်မှာတောင်အညိုးနဲ့ပြူစားတတ်ပါတယ်။အဲဒီလိုပြူစားရင်လည်းအသက်ရှင်ဖွယ်ရလမ်းမရှိပါဘူး။ တော်တော်ပညာဆွမ်းနေဆရာများကုသနိုင်စွမ်းမရှိဘူး။တချို့သောအောက်လိုင်းဆရာကြီးကတော့အခကြီးမြင့်ယူပြီးတော့တစုံတရာရဲ့စီကိုင်းချက်အရာဒုတစ်ဖက်သားကိုပြူစားတတ်ကြပါရဲ့။အောက်လိုင်းဆရာလို့ဆိုလိုက်ပြီးတော်တော်များများကြောက်ရွံ့ထိတ်လန့်ကြတယ်။တချို့သောအောက်လိုင်းဆရာကြီးကကိုယ်တိုင်ပြူစားပေးနေသူ့လက်အောက်မှာမွေးထားတဲ့စုံတွေကိုခိုင်းစီပြီးတော့ပြူစားတတ်တယ်။တရားမှာအောင်မြတ်တော်တက်ခိုင်။ငါတို့မနေ့ဖြန်ထန်းလုံးပြည်ရွာကိုသွားရမယ်။အဲဒီရွာမှာဥပမန်ဆိုတဲ့အောက်လိုင်းဆရာတအုပ်ရှိတယ်။သူ့ကိုဆုံးမပြီးတော့ သူ့ရဲ့ပညာတွေကိုဖျက်ဆီးဖို့တောင်းဝင်ကြလာပြီမနေ့စစောထန်းလုံးပြီးအောင်သွားမယ်အစင်းသေးလှုပ်ထားအင်းလိုပြောပြီးအောင်တရားဆက်ထိုင်နေရောင်းဆရာထန်းလုံးပြီးအောင်မှာဘာဖြစ်လို့လဲအေးကအောင်မြတ်သာပိတ်ထားတဲ့မျက်နှာတွေကိုဖြင်းရင်းစွာဖွင့်ပြီးအောင်ထန်းလုံးပြီးအောင်မှာဥပမဲဆိုပြီးအောက်လန်းဆရာတယောက်ရှိတယ်အရန်နဲ့အစွမ်းထက်တယ်သူလည်းအောက်မှာစုံနေနေရှိတယ်သူကအဲ့ဒီစုံနေကိုခိုင်းစီပြီးတော့သူတွေကိုမူးဝေအော်ဟန်တေးစင်းတိုင်းအောင်ပြူစားနေတယ်အဲ့ဒါကြောင့်သူ့ကိုဆုံးမပြီးတော့ သူရဲ့ပညာရုံနှုတ်ယူဖို့တာဝန်ကျလာပြီ။ဒီနေရာကနေပြောချင်တာကစုံမျိုးစားအကြောင်းပါ။စုံမျိုးစားခုနှစ်မျိုးရှိတယ်။အဲ့ဒါကြီးကတော့ခြေဆုံ၊ခေါင်းဆုံ၊ကိုဆုံ၊မောက်လုံးဆုံ၊မောက်ပြားဆုံ၊လိမ့်တလိမ့်ဆုံ၊ကဝေးမြောက်ဆုံဆိုပြီးတော့ခုနှစ်မျိုးခွဲထားတယ်။ခြေဆုံကအတိပွင့်တွေကိုသာစားတယ်။ခေါင်းဆုံကတော့တတိမဲ့အချိုးအချင်းကိုသာစားတယ်။ကိုဆုံကမစင်နှစ်ချင်းကိုစားတယ်။မောက်လုံးဆုံးကတော့အသွေးသားအရေကိုစားတယ်။မောက်ပြားဆုံးကတော့အသေးအမြစ်ဥတွေကိုစားတယ်။ အင်တလိဆုံးကတော့အဲ့အိတ်အစိမ့်အကြော်လို့ဒါစားရင်ကဝီမြောက်ဆုံးကလူလူရဲ့အသွေးသားရေကိုစားရင်အိတ်ဆုံးခုနှစ်မျိုးနဲ့ခေါင်းဆုံးကိုဆုံးခြေဆုံးတို့ကတော့ရေကိုမကြောက်တတ်ဘူးဦးပေါင်းကြီးကအမောက်မပါတဲ့အတွက်ရေထဲမှာငုပ်ပြီးတော့လဲနေတက်ကြတယ်ကျန်နေဆုံးကြီးကတော့ရေကိုကြောက်ကြတယ်ခေါင်းဆုံးခြေဆုံးကိုဆုံးပေါင်လုံးဆုံးပေါပြားဆုံးကြီးကတော့သူတို့ကိုယ်ခေရာနဲ့မရှိရကြောင်ကိုယ်တိုင်ဖန်ဆားပြူစားတတယ်ကျန်တဲ့အင်တလုံးဆုံးနဲ့ကဝီမြောက်ဆုံးတို့ကမြောက်ဘက်ကတော့ဥရှုနဲ့ ဇော်ကနီနတ်တို့ကိုကိုးကွယ်ရတာကြောင့်ကိုရိုင်းဖန်ဆာပေးနေရောက်ဖက်ကတော့ဥရှုနဲ့ဇော်ကနီနတ်တို့ကိုလွတ်ကဖန်ဆာစီခေါင်းဆုံးကိုဆုံးချီဆုံးတို့ဟာသူတို့ရဲ့အတက်ကိုတည်စီတော့တဲ့တင်ပြူစားနိုင်မအောင်မောင်လုံးမှောက်ပြအိတလိကဝေးမြောက်ဆုံးတို့ကတော့လူတို့ရဲ့အတက်လက်တလုံးတည်ကြည်ပစ္စည်းနဲ့ဖန်ဆာနိုင်ပါလိမ့်။အောင်မြတ်သားတို့ထလုံးပြည်မအောင်ရောက်လာတော့ညနေဆောင်နေပါလိမ့်။တရားလုံးအလုတ်သိမ်းတဲ့အချိန်လေကွင်းထဲကပြန်လာကြရတဲ့သူတွေနဲ့စီကားနေရောရင် အလောက်ကပြန်လာကြသူတွေကလည်းလူစိမ်းတို့ဖြစ်တဲ့အောင်မြတ်သားတို့စကားမိအောင်မရကြပါဘူး။မတိကျအောင်ဆောင်ပြီးရောရွာလေးကိုဝင်သွားကြတယ်။နောက်ဆုံးရွာပြည်စီရဲ့ဒီမောင်ညာရင်နဲ့လို့ဆရာရှိရဲ့တရားထိုင်တာအင်းဆွဲချင်းတုံငယ်မျိုးကိုဆောင်ရင်းနေလိုက်တော့ညာဘက်ရောက်တော့ဇီးရက်တဆောင်လို့အင်းစားပြီးရောတက်ခိုင်ယူနေဇီးရက်ပြင်မထွက်ဖို့တတိပိထားနေရောညာတဖြည်းဖြည်းနဲ့လက်တက်နဲ့လာခဲ့အဲဒီချိန်အောင်မြတ်သားနာရဲ့အသက်တစ်ခုကိုကြားလိုက်ရတယ်။ဒါလားမကြခင်တိမဲ့သူကြီးဆိုတာ ငါတို့ဆရာကြီးတန်းနဲ့တိမ်မဲ့သူတွေကိုလာကြည့်တာလူငယ်လေးကြီးပဲနော်ချောချောလေးကြီးငါပြင်းရင်းနေအောင်ခုံနေဟဲဟဲမိန်းကလေးနေရာကိုစကားပြောတန်အောင်အမျက်သာနာထဲမှာအတိုင်းသာကြားနေရတယ်တက်ခါကိုကြည့်လိုက်တော့သူလည်းကြားတယ်ဆိုတဲ့သဘောနဲ့ကောင်းဆက်ပြားတယ်နောက်နေရောက်တော့ဆရာပေးရစက်ချက်မှာနွားလာကြောင်းနဲ့နွားကြောင်းသားလေးကိုတက်ခါကလမ်းခေါ်လိုက်တော့တယ်မိနစ်ခဏတော့ဒီဘက်လူကြီးကဘာလို့စဉ်းကားနေကြတာလဲငါတို့ရှိရလို့မထင်ကြဘူးအဲ့ခါနွားကြောင်းသားလေးကစီးစရာကြီးအောင်ဧည့်သည်တိုင်း ရွာလေးကိုမခေါ်ရဘူးလို့ပြောထားတယ်။စကားလေးမပြောရဘူးတဲ့။ကျုပ်သွားတော့မင်း။အခုလိုစကားပြောရတွေ့ရင်တော့ကျုပ်ကိုရိုက်နေအောင်မင်း။ခတ်တုတ်တုတ်ထွက်သွားတော့ဘာကြောင့်သားလေးကိုကြည့်ပြီးတော့အမျက်သာပြုံးလိုက်မိရောလေ။ကဲတက်ခိုင်ရေ။သူတို့ကငါတို့ပွေးမွေတော့လေ။ငါတို့စီကိုတူလာကိုခေါ်ရတော့မှာပေါ့။ဒီညတက်ကြီးကောင်းကြချင်းတူလာလေးမင်းမင်းစီရပုံမှာပဲနေ။ဆရာဥပမယ်ဆိုရင်သူကတော်တော်ဆန်းလို့လား။သူ့ရဲ့ပညာကတော်တော်အဆင့်မြင့်နေပြီ။တင်းမဟာဝီစီကိုသွားဖို့အဆင်သင့်ဖြစ်နေပြီ။ သူစွမ်းအားတော်ရုံရွာဆောင်နယ်လောက်ကိုခိုင်းစီနိုင်တယ်။အပြင်38မီနက်တူကိုလည်းခိုင်းစီနိုင်တယ်။အဲဒါကြောင့်ဒီဟာမှာသူ့ပဲပြူစာသူ့ပဲစိတ်ကူပြီးတော့ဩစာကြီးထောင်းအောင်လုပ်နေရ။သူ့ရဲ့ပညာတွေကိုဒီကအကုန်ထုတ်လိမ့်မယ်။သူ့ရဲ့ပညာတွေဘလောက်ရှိရဲဆိုတာဒီကတွေ့ရမှာပေါ့။ဒီဆက်ကိုအင်းချထားတဲ့အတွက်ဇရက်ပေါ်ကနေစဲမနေပါနဲ့။အဲလိုပြောပြီးတော့တရားဆက်ထိုင်နေတယ်ရော။ညာတဖြည်းဖြည်းနှက်လာခဲ့။ဘိုးကောင်လေးကြီးရဲ့အော်မီတန်ကတဖြည်းဖြည်းနဲ့ကျဲလောင်လာပြီ။အော်မီတန်လေးကောင်းကင်ကိုမောကြည့်ပြီးတော့ အချိန်ကတော့ရောက်လာပြီဆိုကဇီယက်ပေါ်ကနေတလန်းချင်းဆင်းသွားတော့တယ်။ဇီယက်ပေးအားစကြက်မြေပေါ်ရောက်တော့တမလီခွေထားလိုက်ပြီးတော့မြေကြီးပေါ်မှာအင်းခွဲတစ်ဖက်ကိုဆွဲလိုက်တော့တယ်။အင်းခွဲဆွဲလိုက်တာနဲ့အောင်မြက်သားရဲ့ခန္ဓာကိုယ်ကနေအလေးအောင်လေးဖြာထွက်လာသလိုအယောင်လေးထွက်လာတာကိုတက်ခိုင်မြင်လိုက်ရပါတယ်။မြေကြီးပေါ်ဆွဲထားတဲ့အင်းခွဲကိုလက်နဲ့ပုတ်ပြီးတော့ဘာမှန်ဆိုရဲစေးစီအောင်အောက်လမ်းမင်းငါရှိကိုရောက်စေ။အင်းကိုတုံးကြိမ်ပြောပြီးတော့လက်ဝါးနဲ့ပုတ်လိုက်တယ်ဆိုရင်ပြင်အကောင်းပြေတာကြတော့ ဒီဆရာလေးကချော့ချော့လေးတက်ရမှာတော့နှမျောလိုက်တာဟိဟိဒိုးဆရာကြီးနဲ့ချက်နေတရားတော်မေသူဆိုတော့လာကြည့်ပြအောင်လာကြည့်အောင်မေစကားတန်နေရတစ်ပင်နေပေါ်ကနေထွက်လာတယ်။အမေတားလန်းကြည့်လိုက်တော့မကောင်းဆိုးဝါးနနာပါဝါတွေကအပင်ကိုင်းမှာပြုတ်သိမ့်နေအောင်တွေ့လိုက်ရတယ်။အဲ့ဒီချိန်တောင်ဝေးထောက်တန်ကတဖြည်းဖြည်းနှီးကပ်လာတာကိုကြားလိုက်ရတယ်။မရှိမနှောင်းမှာသပင်းနေဖွေးစွနေတဲ့အဖိုးတို့ရွာကြီးကနေထွက်လာခဲ့။ကျုပ်ကိုခေါ်တာဘာလို့ခေါ်လဲ။အဖိုးရဲ့ပညာကိုအလူခံမလို့ပါ။ အမေသာပြောလိုက်တော့အဖိုးကဟာဟာဟာငါတေးငါ့ပညာကိုဆွတ်လုပေးမယ်တက်ကန်အဟောသွားရင်အဖိုးတရားရဲ့နေတန်းကလူငယ်တယောက်လိုမထန်နေပါလားဒီမှာဥပမယ်ကျို့စကားအများကြီးပြောလိုပါဘူးခမည်းရုပ်အမန်နဲ့လာလို့ကျုံညမှာမဟုတ်ဘူးနော်ခမည်းပညာရဲ့အသုံးပြုရင်တုံးနေရုပ်ကိုပြောင်းလိုက်ပါဒီရဆရာလေးကကျို့ချောင်းကိုတော်တော်သိနေရပြီဒါဆိုကျို့ကမညာတော့ဘူးနော်ကျို့ဆရာလေးကိုရှုံးမယ်ဆိုရင်တော့ကျို့ရဲ့ပညာရောကျို့သက်ပါဆွတ်လုပ်ပြီးတော့ ငရဲမှာပျော်ပျော်ကြီးသွားနေမယ်။ဆရာလေးရှုံးရင်တော့ဘာဖြစ်မယ်ဆိုတာအာမမခံဘူးနော်။ကဲကျုပ်တို့ပညာဆိုင်ရအောင်။ဥပလူကျုပ်တားထားတဲ့စီကိုကြော်လိုက်တော့ကျုပ်ရှုံးမယ်။မကြော်နိုင်တော့ဥပမန်ရှုံးမယ်။ဘလို့လဲသဘောတူရဲ့လား။အဲ့လိုမဆန်းကျင်ပါဘူး။ဘာအကာအကွယ်အတားအဆီးမှမရှိဘဲနဲ့ကျုပ်ပညာနဲ့ဆရာလေးပညာပြိုင်မယ်။ကျုပ်ဘလို့တိုက်တိုက်ဆရာလေးခုခံရမယ်။ပြင်မတိုက်ရဘူး။ကျုပ်သုံးချီတိုက်ပြီးရင်တော့ဆရာလေးသုံးချီပြတ်တိုက်သဘောတူလား။ ဟုတ်ပြီလေဥပမာစားတိုက်ပါဥပမာမျက်နှာချက်ချင်းဆူသလိုပြောင်းလဲသွားတယ်ဖွေးစွနေရဲ့စပင်းလေးပြပြီးတော့စပင်းမဲရှိကြလာတယ်တောင်ဝိတ်ခိုင်စရာမလိုတော့အောင်လူငယ်တယောက်လိုတမလာခဲ့ စကြံမြေပေါ်ကမျက်ပင်တွေကိုနှုတ်ပြီးတော့မမှုတ်ပြီးပြစ်ချလိုက်တယ်ဆိုရင်ဖြင့်အကောင်မောများစွာသောမွေဟောက်တွေဖြစ်လာခဲ့ပပင်းထောင်ကအမျက်သားကိုပေါက်တက်ဖို့လာနေရမြင်တော့တက်ခိုင်ချက်သီးရပါထားမိရဲ့အောင်မြတာနဲ့လက်တကန်းလိုရောက်မှမွေအားလုံးအပိုင်းပိုင်းဖြစ်ကုန်နေတက်ခိုင်ကြည့်လိုက်တော့အောင်မြတာပြီးမှာ တလွေကိုစီကင်ထားတဲ့အင်းဆောင်ညီနောင်နှစ်ပါးအင်းဆောင်ညီနောင်ရဲ့ဓာချက်တီအောင်မွေးရိုးအပိုင်းပိုင်းပြက်စီခဲ့ဥပမာပြုံးလိုက်တော့ရင်ဆရာလီဟာကိုရဲ့နော်ရီနဲ့လာတာကိုစမ်းခင်နဲ့စမ်းရင်ဒီအင်းဆောင်ညီကိုမောင်းထုတ်လိုက်စမ်းဥပမာအမိတ်ပေးလိုက်တာနဲ့ဆရာပေးတင်းချိုင်းတရနေအဟိတန်တွေတက်လာရင်မကြခင်ပါပဲခွေမြောက်ဆုံးမောင်းနွားနေအောင်ဥပမာရှိကိုပေါ်လာရင်ခွေမြောက်ဆုံးလေးပေါ်လာရောအင်းဆောင်ညီနောင်နှစ်ပါးဖြတ်ကနေပြောက်သွားပါလိမ့်ရော အင်းဆောင်ညီနောင်ဟာကဝေးမြောက်ဆိုးကိုမရှင်းနိုင်မဲ့တီလို့ဥပမန်ခေါ်လိုက်တာမဲ့အောင်မြတ်တာတိလိုက်ရတယ်။အောင်မြတ်တာတစ်ချက်ပြုံးလိုက်တော့ရင်ကဝေးမြောက်ဆိုးမော်ရမလေးအောင်မြတ်တာကိုတရံပြေးရတာတပတ်ကန်းအကွာအရောက်ဖြောင်းဆူရဲ့အတန်တကူထပ်ပေါ်လာရင်ကြီးလိုက်တော့ကဝေးမြောက်ဆိုးနှစ်ကောင်ဥပမန်အရှိမမောက်နေပြီ။တက်ခိုင်ကြီးလိုက်တော့အောင်မြတ်တာအရှိမတင်းမှုကန်ထားတဲ့ရက်ခတ်ညီနောင်ဒါအင်းဆောင်ရက်ခတ်အောင်မြတ်တာရဲ့တပည့်ရင်းနေသူတို့ရောက်လာကြပြီ။တက်ခိုင်ဝမ်းသာသွားတယ်။ ရခိုင်ညီနာမှာအောင်မြတ်တာအရှိမရက်ပြီးရောဥပမန်ကိုစားမတတ်ဝါမတတ်စိုက်ကြည့်နေရော်ရီဥပမန်မျက်နှာမကောင်းတော့ပါဘူးဇောကနီဇောကနဲ့တူထက်ခေါ်ရင်စတုမဟာရီအောက်ပေါ်မှာဇောကနီဇောကနဲ့တူရောက်လာခဲ့တယ်အောင်မြတ်တာထံဝင်လာသည်။အောင်နဲ့တေရခိုင်ညီနာရဲ့တင်းမုတ်စာမိကုန်နေဥပမန်လည်းသူ့ရဲ့အပေါင်းပါတွေကိုစစ်ကောလိုက်တော်ရီမကြမီမှာပဲထမိန်ချုံလဒါငါးကောင်ထျောက်လာခဲ့တယ်မြေပေါ်ရောက်ရောလဒါတွေကနေလူတွေဖြစ်ပြောင်းကုန်ကြတယ် ။ရရရှင်တွေဆိုပြီးတော့အောင်မြတ်တာကိုတိုက်ခိုက်နေရောင်။အောင်မြတ်တာထိုင်ဟားနေမထားပါဘူး။အင်းဆောင်နှစ်တွေဖြင့်အောင်မြတ်တာတပည့်ဖြင့်ခံယူထားတဲ့နက်စီရောလည်းရောက်ရှိလာတယ်။အောင်မြတ်တာနဲ့နက်စီရောဆိုရဲဝိတုမာတော့ဖတ်ဖူးကြမှာပါ။ရွာတော်ရှင်တဖြင့်လည်းဆန်တော်ရှင်ကဝီမာလည်းရောက်ရှိလာတယ်။ဥပမံဘက်ကလည်းအပြည့်ထံပညာကုံတိုက်နေရောင်။အစိမ့်တိုက်နှစ်တိုက်နွားတိုက်ကျွေးတိုက်အတိုက်မတဲ့များကိုလက်စီတော်ဟာရှိရနေရိုက်ချတယ်။ဆယ်ဖြူကဝေမှာကဝေချင်းချင်းတိုက်တော့အတိုက်တွေကိုခုခံနေရောင်း တပတ်လူတရားရအောင်မလုပ်ဘဲနဲ့ခုခံရုံတောင်ခုခံနေရကြောင်းဥပမန်တို့ဘက်ကအတည်ငြိမ်လာတယ်။ကောင်းကင်ရဲ့တကူလုံးကဝီဆက်တီနဲ့ပြည်နေရောတယ်။အေးဆောင်နဲ့တဖြည်းဖြည်းခြေဘွားသုံးတောင်ထိရောက်လာလျော်တယ်။ခြေဘွားသုံးတောင်ကိုနှရေကျော်အောင်အမြတ်သားရှိရနေဆက်တွေမတီအောင်ကာကွယ်ပေးထားတယ်။အိမ်တို့ခုခံနေရင်ဥပမန်တို့ဘက်ကစီးပေါက်လာခဲ့ဂရီစကားအတိုင်းအမြတ်သားကိုတိုက်ခွင့်မပေးဘဲနဲ့သူတို့ကြီးဖိတိုက်နေရောတယ်။ပညာရှင်တွေများတော့အမြတ်တာဘကသူတွေအကုန်လာတယ် အောင်မြတ်သာမိထားရဲ့မျက်နှာကိုဖွင့်လိုက်တော့ရိုဒီရဲ့မတ်တက်ထားရဲ့ပြီးအောင်အရှိုံထွက်လိုက်တယ်။အောင်မြတ်သာအရှိထွက်တော့အေးဆောင်ရခိုင်ညီနာမအရှိကကာမလို့လို့စဉ်အောင်မြတ်သာလက်ကပြားရင်းငါကူရန်ရှိမှရတော့မယ်။အင်းလိုပြောပြီးတော့ဥပမန်တို့အဖွဲထံကိုလမ်းလျှောက်သွားလိုက်ရောင်းဥပမန်တို့အဖွဲကလည်းရှိသမျှဆက်တွေအကုန်အောင်မြတ်သာစီကိုပို့လို့ပြီးတော့တက်ခိုက်ကြတော့တယ်။တာမန်လူတယောက်ထိတော့ချက်ချင်းတည်စီနိုင်တဲ့ဆက်တွေအလုံးကြီးနဲ့အောင်မြတ်သာစီကိုဝင်လာခဲ့တယ်။ဝင်လာသမျှဆက်တွေကို ညာလည်းနေပုံဆိုင်နေဥပမန်တို့အင်းခွဲနဲ့စပြီးချုပ်နေရောင်းအတိုက်တခုလေးကိုအာယုံဆိုင်နေတဲ့ဥပမန်တို့အနေနဲ့အောင်မြတ်သားရဲ့အင်းခွဲတွေကိုသတိမထားမိရောပါဘူး၎င်းဘက်ကျော်အင်းကိုရေးဆဲပြီးချိန်မှာတော့ဥပမန်နဲ့အဖွဲလုံးမရတော့ပါဘူးစက်တီနဲ့ပြည်နေရဲ့စကြက်မြေမှာအောင်မြတ်သားရဲ့၎င်းဘက်ကျော်အင်းကအနိုင်ယူခဲ့ပါပြီဒကဘက်ကျော်အင်းမိနေရဲ့ဥပမန်တို့ဘေးမှာကျင်းစက်ကြကန်ထားတဲ့အင်းဆောင်တွေပေါ်လာပြီးတော့ပညာမစွန့်လို့မချင်းရိုက်ပါလိရောရင်နိုင်ချင်းစွာအဖြစ်တန်နေတဲ့အတူ ကျင်းတဲ့နေရာတွေ့ချက်ပေါ်လာလျော်တယ်။ပညာရီကိုတိမ့်ဖို့အင်းဆောင်နဲ့တီကိုလဲပေးပြီးရောညာရင်းချင်းရွာကနေပြန်ထွက်လာခဲ့လိုက်တော့တယ်။မနေ့ကတော့တန်းလုံးပြည်ပါနဲ့အနီးတစ်ဝိုက်ရွာကဒူခနေအောင်ပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တည်ရဲ့။အဲ့ချင်းကစားပြီးရောဥပမာန်ကိုတန်းလုံးပြည်ရွာမှာထပ်မတွေ့ရတော့ပါဘူး။ပရိသတ်များရှင်အောင်မြတ်တာနဲ့အောင်လန်းစရာဘာမှန်ဆိုရဲဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီ။နိုင်ရများမှလည်းဇလန်းကောင်းများစွာတိတ်ဆက်ပြီးဟောမှမို့အာဘိနာစင်ကြပါအောင်နော်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။